မင်္ဂလာပါရှင်ဆ iam မကျူရဲ့ကျမိုက်တပင်ဆိုတဲ့စာအုပ်လေးကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်ဒီနေ့ဖတ်ပြပေးသွားမယ့်အပိုင်းလေးကတော့အပိုင်း16ဖြစ်ပါတယ်နားဆင်ခံစားပေးကြပါအောင်ရှင်အခန်း21ပြိုးပြတ်သောရောင်စုံမီးစလိုက်အလင်းရောင်များအောင်မှာအဖြူရောင်ငွေတန်းများနောက်မှာကိုကိုရိမ်ငွေလှုပ်ရမ်း၍စိတ်ပါလက်ပါတချင်းဟင်နေသောရောအစိုးရကိုကြည့်ရင်ကျွန်တော်ပါပျော်ရွှင်မြူးကြလာသည် တချင်းတီးသွားများ၏အနေနှင့်အနေဉဏ်အတိုးကျယ်နှင့်အတူသူတော်ချက်တော်များကညီညွတ်စွာလိုက်ပါပေါက်ဆက်သွားကလှောက်ရှားကခုံရရှိကြသည်ကျွန်တော်ဘဲလက်ချောင်းများကဂီတာလက်ကွက်များကိုတစ်ခုပြီးတစ်ခုလျင်မြန်စွာပြောင်းလဲယူရှားသွားသည်မှာကျွန်တော်အသိစိတ်သက်သက်ဖြင့်အင်အားစိုက်ထုတ်မှုလုံးဝမပါဝင်သလောက်လိုလျောက်ဖြစ်ပေါ်လျက်ရှိသည်ယခုတော့ကျွန်တော်သည်စင်မြင့်ပေါ်မှာဂီတာကိုဒူးမတုံပဲတီးခတ်နိုင်သူတယောက်သာမကတော့ပဲ ပေါ်ပါလွတ်လပ်စွာအလိုလျောက်ဖန်တီးသူတယောက်ဖြစ်လာပြီးအခေါ်ဒီဝိုင်းမှာတော့ငါပင်တိုင်လီဂီတာတမဖြစ်ခဲ့တော့ကျွန်တော်ဒီယခုအခါ Dream Maker ဒီဝိုင်းရင် Red Dandy တမတယောက်ဖြစ်ပြောင်းလဲသွားခဲ့သည်ကျွန်တော်ဒီ Red Dandy ခဲ့ရသည့်ခံစားမှုကိုလီတီခဲ့ရသည့်ခံစားမှုလောက်မဆွဲမပါတခုခုလိုနေတယ်လို့ခံစားရသည်ကိုဝေလေးဆိုလိုဂီတာတန်ကိုအာယုံဆိုင်ချီကျူးမိသည့်အခါထိုလိုအပ်မှုသည် ို့၍ပြည်ပြင်းတည်ကြလာသည်တတုကြိုတချောင်းချင်းဖိဆွဲပို့อยู่ကတီးခတ်ရင်ရရှိလာသည်လပတော်ဂီတမျိုးကျွန်တော်ဖန်နီးရယူလိုသည်ယခုလိုကိုဝေလင်း၏လက်ဖြားကလေးအောက်တွင်ကြိုးကလေးများဂီတတန်စင်ဖြင့်တုံခါစွာထွက်ပေါ်လာစေသလိုကျွန်တော်လက်ပြားအတွင် သူတို့ကို ကျွန်တော်ကစားခွင့်ရခဲ့ပူပါသည်ထို့သောအမှန်တိုင်းဝင်ခဲ့ရလျင်ကိုဝေလင်းသည် အလွန်ကျွမ်းကျင်လာသောလီဂီတာတီးသမားတစ်ယောက်ဖြစ်သည် သူနှိရှင်ကြည့်တော့ခါကျွန်တော်ဒီနှစ်ဆင့်လောက်နေကြနေခဲ့သည်ထို့ကြောင့်ကျွန်တော်ကိုဝေလင်းနဲ့တူစင်မော်တို့တက်ခွင့်ရဖို့ကြိုးစားရင်းလိဂတာဒီတမဖြစ်မလို့မှကျွန်တော်ရက်တီခွင့်မရနိုင်မှန်းသိသည်ထို့အခါကျွန်တော်ဒီအစားထိုးခံရသောရက်တန်ဂီတာတမတစ်ယောက်ဖြစ်လာခဲ့သည်မင်းရှိမှပဲကွယ်ရော့အစိုးရကအတန်ကိုမြင့်၍ဟစ်လိုက်သည့်အချိန်တွင်ကျွန်တော်နှင့်ကိုဝေလင်းကတရားကိုတရားပြုံးကြည့်လိုက်ကြပြီး နောက်ခံတဲ့တချင်းဆိုပေးကြရသည်မင်းလေးရှိမှရှိမှကိုဝင်လေးကကျွန်တော်အားထောက်ခံတယ်လို့နှစ်သိပ်တယ်လို့ခေါင်းငိတ်ပြသည် နောက်တစ်ချိန်ထိုတချင်းပိုက်ကိုတံမြိုင်တီးဆိုရတော့ခါကိုဝင်လေးကကျွန်တော်ရှိကမိုက်ကရိုဖုန်းစီပြေးလာပြီးနှစ်ယောက်တူခေါင်းငိတ်ထိကအော်ပေးသည်ကိုဝင်လေးနှစ်ထင်မှစီးကြနေတော့ချွေးဆက်နေကျွန်တော်ချွေးဆက်ပေါင်းဆက်သွားပြီးကျွန်တော်လည်းပဲစီးကြလာသည်ကျွန်တော်ပျော်ရွှင်စွာပြုံးရင်မိပါသည် ထို့နောက်နှစ်ယောက်တူနောက်သို့တလန်းဆုပ်လိုက်ကြသည်ကိုဝေလင်းညာလက်ကထရင်မိုလိုလက်တံကိုကစားရင်းကျွန်တော်နန္နာကဲ့၍စကားတခွန်းကိုတိုးတိုးကလေးလျင်မြန်စွာပြောလိုက်သည်ရှေ့တန်းညာဘက်တောက်မှမင်းဖွားရောက်နေကျွန်တော်ဘာပြမှာနှွေးကနေပူသွားသည် ကျွန်တော်တစ်ချက်ရေလိုက်ပြီးရှေ့တန်းညာဘက်တောက်ကိုမကြည့်မရအောင်ထိန်းချုပ်ထားသည်တို့တော့ကျွန်တော်စိတ်ကိုကျွန်တော်မနိုင်ပါမကြမီပင်ကျွန်တော်ကြည့်ကဆင်းရောက်ညာဘက်တောက်ကိုရောက်သွားတော့သည် ။ပွားရောင်တော်အဖြူရောင်ဝတ်စုံနဲ့လက်ပွေးအနက်ရောင်ကို ထင်းကနေမြင်လိုက်ရပြီးမှသူမရဲ့မျက်နှာကိုကျွန်တော်ကြည့်မိပါသည်။ထုံးနောင်မထားသောသပင်တို့ကိုလှိုင်းပြပြများဖြင့်ဖွာရကျဲလျက်ရင်ဘက်ပေါ်ပခုံးပေါ်ဝဲကြနေသည်။သူမရဲ့မျက်လုံးများသည်စင်မြင့်ဂီတပွဲတစ်ခုလုံးတော့မဟုတ်ကျွန်တော်တို့အတက်တက်ဖြစ်သည်။တပည့်တယောက်စောင့်မွေးပဲဖြစ်နေစဉ်ဒီမှာရရွေအဖြေလွာကိုငုတ်ကြည့်နေသောဆရာတယောက်၏မျက်လုံးများဖြစ်သည်။စိုးရိမ်မှုတစ်ဝက် ကျင်းနဲ့အာရမှုတဝက်မျက်လုံးများမဟုတ်သေးဘူးအချားရိတ်တစ်ခုခုရှိသေးတယ်ထိုရိတ်ကိုကျွန်တော်သိသည်ကျွန်တော်မျက်လုံးလွဲဖက်မပြစ်သေးမီသူမကကျွန်တော်အားလှစ်ခနဲပြုံးပြကလမ်းမြောက်နှုတ်ဆက်လိုက်သည်ကျွန်တော်အိုးရူအန်တန်ပြန်ပြုံးပြလိုက်ရသည်အပြန်ခီးတွင်ကျွန်တော်တို့ဖွဲ့မှစီစဉ်ပေးသောကားပြင်မလိုက်စီပဲသူမနှစ်တူအငှားရင်ပြေလိုက်ပါစေသည်မင်းနဲ့အဲ့ကောင်မလေးနဲ့ရင်းနှီးရကြပြီလား ူမရဲ့ခက်တီတီမိခွန်းကြောင့်ကျွန်တော်ရုတ်တရက်ကြောင်သွားသည်ခမညာအနီယာဝစ်စုံတဲ့ကောင်မလေးကိုပြောတာသူကားပေါ်တက်ခဏီမင်းကိုမျက်စိမိတ်ပြသွားတယ်ကျွန်တော်နှင်းငယ်ပြုံးပြီကားပရင်ဘတ်တို့မျက်နှာကိုလှဲ့ကလေကိုတဝါကြီးရှူပစ်လိုက်သည်အော်မာရီကိုပြောတာလားကျွန်တော်စတိတ်ရှိုးတွေမှာဖွင့်နေတည်ရတဲ့အချိန်မှာစတိတာပဲတိတ်တော်မင်းကြီးပါဦးသူကဘက်ကင်းဖိုကယ်ဆိုပြီးတဲ့ရင်းသမားလေးပါ သူမကကျွန်တော်မျက်နာကိုစိစိကြည့်၍အသေးစိတ်ကဲခန့်နေသည်ထို့နောက်သူမသည်ရွှေကံမှကားမောင်းသူအားတစ်ချက်လမ်းကြည့်ပြီးစကားတခုပြောသည်ထိုစကားကြောင့်ကျွန်တော်အံ့ဩသွားသည်အဲဒီမာရီယာမျက်လုံးတိတ်လာတယ်ကျွန်တော်သူမ၏မျက်လုံးများကိုစိုက်ကြည့်လိုက်မိသည်တကယ်လှပသည်ကသူမ၏မျက်လုံးတွေပါညတီတိုင်းမျက်လုံးများထက်ရဲဝံ့ဆူရှစွာနှက်မောင်တောက်ပါသည့်မျက်ဝန်းများလမ်းမယောင်တဝက်တစ်ပြက်နှင့် ကားတက်ရှ်ဘုတ်မီးအောင်ဖျော့ဖျော့ဤအလင်းမိန်အောက်တွင်ကျဲပွင့်ကလေးများလိုလှပရှွန်းလက်သည့်မျက်ဝန်းများထုံမျက်ဝန်းများကိုကျွန်တော်ကြည့်မိတိုင်းကျွန်တော်ဒူးတွေညှို့ခွေကုန်တတ်ပါသည်ကျွန်တော်အိမ်လိုက်ခဲ့ရမလားကျွန်တော်တန်ကနည်းနည်းအသွားဤသူမကမျက်ခုံးပင့်ကြည့်သည်ဘာအတွက်လဲကျွန်တော်မျက်နှာလွှဲလဲရသည်အခုမှ9နိုင်ခွဲပဲရှိသေးတာဆိုတော့အိယာဝင်မှုစောသေးလို့နောက်ပြီး ကျွန်တော်မျိုးစစ်တပြားတစ်ချက်လောက်ကြည့်ခြင်းလို့သူမရေတံခက်တက်တဲ့ကြားရသည်။ Okay ။ညဘက်မှာသူမ၏အိမ်ပေါ်တို့ကျွန်တော်တကားမှမတက်ဘူးပါ။ဤညသည်ပထမအဦးဆုံးဖြစ်သည်။မင်းညစာစားပြီးသားလား။တခုခုစားအောင်မလား။ကျွန်းလေကားပေါ်တက်တွင်သူမကရှေ့မှနောက်လက်ကြည့်ကငုံမိပါသည်။ကျွန်တော်သည်အောက်မှပင်ကြည့်၍ညီရသည် သူမခန္ဓာကိုနောက်ပိုင်းကို ုတ်တရက်အကြည့်လဲပဲပြရပြီးခေါင်းခါရန်လိုက်သည်မစားတော့ဘူးအရေးတစ်ခုခုရောကဲမြင်မြင်တက်သွားစမ်းပါဗျာကျေးဇူးပြုပြီးကျွန်တော်ဒုက္ခမရောက်ပါစေနဲ့ကျွန်တော်โอเคမင်းတက်နေကိုကောင်မလေးတွေတန်မြားရေဖြောပြီးယူခဲ့ခိုင်းလိုက်မယ်သူမကျွန်တော်ဘေးမှာတွက်လက်စာပြန်ဆင်းသွားတော့မှကျွန်တော်အောက်ထားသည့်အသက်ကိုလှည့်၍အသက်ဝဝရှူလိုက်ရပါသည်သူမ၏မွေးနံ့သည် ကျွန်တော်ခန္ဓာကိုယ်ရင်ဆွဲထင်ရေးကြံရိတ်ခဲ့တယ်လို့ပဲဖြစ်ကြီးကျွန်တော်ဂီတခန်းနဲ့ရောက်တဲ့အချိန်ထိကျွန်တော်ဓမ္မသူမရင်နဲ့ပါလာသည်ကျွန်တော်အနှဲငယ်နှုံးခွေ့ခြင်းတလို့ဖြစ်လာသည်ကျန်းစံတို့ဤတက်ပြားချက်ဖွင့်လိုက်ပြီးနောက်နှစ်ယောက်တိုင်ကျိန်ဆက်တီကြီးဤမှုရပေါ်မှာကိုပြစ်လဲချလိုက်သည်ဖန်သားပြပေါ်ကအေဇရုစ်သည်ကိုကိုင်းငုတ်၍တချင်းဆိုနေသည်အေဇရုစ်မင်းပေါင်းမီကတစိမ့်မတူလုံးလားကွာ အနေရောက်သားကဘောင်းပီတိုလေးသည်လှောက်ရှားခုံပေါင်းရင်ပေါင်ရင်းထိတက်သွားသည်သူမကြက်ခဏပြန်ဆွဲချနေရသည်ကျွန်တော်သာပြိသက်ရှိစင်ပေါ်မှာဒီလောက်တိုတဲ့ဘောင်းမီနဲ့တက်ရရင်ပြေးသွားမှာပဲကျွန်တော်ရုတ်တရက်အတန်ထွက်အောင်ရေလိုက်မိသည်ဘာလို့သဘောကျနေရလဲကွာကျွန်တော်နောက်နာမှာသူမဘယ်ချိန်ငါရက်နေမှမသိလိုက်ကျွန်တော်လှိမ့်နေရမှာကမန်ကရန်ထထိုင်လိုက်ရသည်နေလေ လှဲ့နေပါတက်တက်တတနီသူမကစတီနောက်ဘက်မှာရက်နေလျက်ကပင်ကျွန်တော်မျက်ခုံးကိုဖိတွန်းကပြန်လဲအိမ်နေစေတော့ခါသူမရေငုတ်ကိုင်းလာတော့ကိုထက်ပိုင်းသည်ကျွန်တော်မျက်နှာနဲ့နီးကပ်စွာတရှိနေကြောင်းတတိပြုမိသွားသည်သူမအင်းကြီးလဲထားပါသည်ပြောဤတော့ပိတ်စသည် ပွားရောက်မယ်မယ်သူမ၏ခန္ဓာကိုယ်ပေါ်မှာဣကြနေလေသည်ကျွန်တော်ပကုံးကိုဖိထားတော့သူမ၏လက်မမို့ကိုကျွန်တော်ငုတ်ကြည့်ကပြန်လဲအိပ်လိုက်ရသည် လေချောင်းထဲမှာတခုခုတစ်ဆုံနေတယ်လို့ခံစားရပြီးကျွန်တော်လက်ကအလိုလျောက်ပင်သူမ၏လက်ဖမိုးကိုအုတ်ကိုင်းမိသွား၏သူမမယုံပါသို့တော့ကျွန်တော်ပလက်အိတ်နေရာမှာသူမကိုမောကြည့်ကဲခတ်လိုက်တော့ခါသူမ၏ကျေပြတ်ပါလက်တော်နှခမ်းမှာတင်းစည်လျက်ရှိကြောင်းမြင်တွေ့ရသည်ထို့ပြင်ကျွန်တော်ကိုမျက်မှောင်ကျုပ်၍ကြည့်နေသောသူမမျက်လုံးများမှာအေးဆက်စွာစိတ်ငြားနေသည်သူမ၏လက်ဖမိုးသည်ကျွန်တော်လက်ထဲမှလက်ကနေလွတ်ထွက်သွားသည် အေးကောင်လေးနဲ့မင်းနဲ့အသက်ဘလောက်กว่าမဲလို့ထင်လဲဘယ်သူလဲဟိုမင်းခုဘသူ့ကိုကြည့်နေတယ်လဲအဲလတ်စ်ရုပ်ကိုကြည့်နေအောင်မဟုတ်လားကျွန်တော်၆ကတ်စွာတစ်ချက်ရေးလိုက်မိသည်အခုကျွန်တော်ကြည့်နေတာကတော့ဒေါ်နီနီဇော်ပဲဗျညကနေပြောလိုက်မိပြီးမှကျွန်တော်ဒီသူမ၏ကားမောင်းသမားပါလားဟုတတိပြန်ရသွားသည်သို့တော့အခြေအနေကလွန်သွားပြီသူမဒေါသတကြီးနှင်ထုတ်ရင်လည်း ျွန်တော်ပြေးယုံတာရှိတော့သည်သို့တော့သူမ၏လက်ကိုထိကင်တော့လိုပင်ဒေါသမထွက်ခဲ့သည့်မြို့သမီးသည်ဤစကားကြောက်တော့စိတ်ဆိုးသွားဝယ်ရမရှိပါ သူမခက်ရိပ်ပြုံးကတိမ်နောက်မီပေါ်လက်ထောက်တင်လျက်ကျွန်တော်ကိုမျက်မှောင်ကြုံကြည့်နေသည်မင်းဒီလိုလိုက်လာတာပြပြတစ်ချက်ကြည့်ဖို့ဆိုပြပြမကြည့်ရင်တော့မင်းပြန်မို့ကောင်းတယ်ကိုမင်းကိုဧကံမို့အချိန်မပေးနိုင်ဘူးကွာဒါပေမဲ့ကျွန်တော်မပြောင်းချင်သေးဘူး ကျွန်တော်ဒီနှစ်ဆက်ဆက်ခုံသောနှလုံးကိုညင်သွားအောင်လက်နှစ်ဖက်ပိုက်ပြီးရင်မက်ကိုတင်းတင်းဖိနှိပ်ထားသည်မမစောထိုစကလုံးကိုကျွန်တော်အမတ်မတင်တူတူကလေးရေရွကြည့်မိသည်ကိုကောင်ကြီးကသူ့မကိုမမစောကိုခေါ်ခဲ့သည်တကယ်တော့မမစောကိုကျွန်တော်ကသာခေါ်ခြင်းသည်အဲ့ဒီကောင်ကြီးပါဇက်ကမခေါ်ရအဲ့ဒီကောင်ကြီးနှကန်းတွေကိုကျွန်တော်မုံသည်အဲ့ဒီကောင်ကြီးလက်ချောင်းတွေကိုကျွန်တော်မုံသည် အဲ့ဒီလက်တွေပေါ့ကျွန်တော်ဝန်းငနဲ့ခုံထားပြစ်လိုက်မိသည်ဟာဘာဖြစ်ပြန်တာတော့ကျွန်တော်ပြန်တော့မယ်လူသူမအံ့ဩဟန်လှုပ်ပြပြီးမျက်လုံးကိုလိုအပ်တီချာပြူပြတော့လေကျွန်တော်ဟာမတားမြစ်ပါကျွန်တော်တကားပေါက်တို့ခက်ကြမ်းကြမ်းရှောက်သွားမိသည်ငါ့ဟာငါပြန်ရိတာပဲကောင်းမယ်သို့တော့တကားပေါက်ကိုလက်ဖြစ်ကန်ပြီးမှသူမရှိရာတို့လှမ်းကြည့်မိသည် သူမကကျွန်တော်ကိုပဲလှမ်းကြည့်မနေပါစစောကကျွန်တော်ထိုင်ခဲ့တော့နှစ်ယောက်ထိုင်ကျိဆက်တီးဆိုဖာပေါ်မှာတက်တက်တတာမိထိုင်လျက်တီဗီဗန်သားပြင်ကိုလှည့်ကြည့်နေသည်ကျွန်တော်ဤခန်းထဲကထွက်သွားရမလားသူမဟုတ်သူမရှိရာပြန်သွားရမလားကိုယ်ခွဲမရစွာခက်ကြောင်ကြောင်ရက်နေခိုက်သူမကတော့လုံးဝနောက်လည်မကြည့်ပါကျွန်တော်ရှိသေးမှန်းတကယ်မသိတယ်လို့ပင်ဖြစ်သည်ကြည်စံ ဒီမိမ LS ရဲ့မျက်နှာနဲ့ပါဇက်ကိုကြည့်နေတာမဟုတ်ရဲ့လားအခြားတနေရာကိုကြည့်နေတာလားဒီကြောက်ပောင်းတဲ့နေရယောက်ျားတယောက်နဲ့နည်းနည်းမှမတူပြည့်ပြည့်လွန်သည်ချောမွတ်လွန်သည်လှပလွန်သည်သူ့မျက်နှာကရောသူ့မျက်နှာကလည်းချောမွတ်လွန်သည်ချွေးဒီဒီကြလျက်ဆိုလက်နေသောဘာပင်များသည်မိကလေးတယောက်ဤဘာပင်လိုချောမွတ်တောက်ပါနေခွေးကသူတော်ခြာခင်နဲ့ပြန်လျှောက်လာပြီး ူမ၏ဆိုဖာနောက်တွင်ရက်မိသည်အဲ့ဒီကောင်ရဲ့ရုပ်ကိုမိမရီကကြိုက်မှာပေါ့ကျွန်တော်မကြိုက်ဘူးခါတက်စွာကျွန်တော်မှတ်ချက်ချလိုက်သည်သူမမောမကြည့်ပါကျွန်တော်စကားတန်ကြောင့်အံ့ဩသွားပုံနဲ့မရပါတီဗီဖန်သားပြင်ကိုအကြည့်လည်းမပြတ်ပါနေစမ်းပါဦးအခုဟာဒီတက်ပြားကိုဘသူဖွင့်ကြည့်နေရလဲမင်းမကြည့်နေရပဲကျွန်တော်ဘက်သို့လှမ်းမကြည့်ပဲသူမခက်ဆက်ဆက်ရေရွတ်ပါသည် ကျွန်တော်အောက်တက်တက်ခံစားရရသည်ဒါပေမဲ့ကျွန်တော်ကသူ့တခြင်းနားထောင်ရင်ဂီတာတီးနေတဲ့ slash ကိုကြည်နေတာဗျသူ့ကိုကြည်နေတာမှမဟုတ်ပဲသူမ၏ရေတံလို့တို့ကလေးကိုကြားရသည်ကျွန်တော်သူမ၏စူပါရှိကိုရှောက်သွားပြီး သူမရှိကကော်စောပေါ်ထိုင်ချပြင်မိသည် သူမပဲရှိနေရလွတ်နေသောပန်းမွေဒီဇိုင်းမှုရပေါ်တံတောင်စိနှစ်ဖက်ထောက်လျက်လက်ဘဝနှစ်ဖက်ပေါ်မိတင်ကသူမကိုစူးစူးဆိုင်ဆိုင်ကြည့်မိသည်ကျွန်တော်အန်တီကို အန်ဒီလို့မခေါ်ကျွန်တော်။သူမကအေးဆက်ဆက်မျက်လုံးများဖြင့်ကျွန်တော်ကိုငဲ့ဆောင်ကြည့်သည်။ကို့ကိုအန်ဒီလို့ခေါ်ပါလို့ကိုတကားမှအမိတ်မပေးဘူးခဲ့ပါဦး။ဟုတ်ပါသည်။အန်ဒီကိုခေါ်တဲ့ညူကျွန်တော်ဘာသာဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။အခုလည်းအန်ဒီကိုမခေါ်တဲ့ဟူကျွန်တော်ဘာသာကျွန်တော်ထပ်မံဆုံးဖြတ်လိုက်ပါသည်။မမဆော်လို့ခေါ်ခြင်းနဲ့ကျွန်တော်ပဲခေါ်ခြင်းလား။သူများကိုမခေါ်စီခြင်း။ ဒါပေမဲ့အဲ့ဒီနာမည်ကိုခေါ်ခွင့်မရှိတာမင်းလေသူများခေါ်ခွင့်ရှိလို့ခေါ်ခဲ့ပြီးတာကြားပဲကြားလာပြီမင်းမခေါ်ရအောင်ကြားလာသူမနေနေမှမပြုံးပါသူမရဲ့နှလုံးများကတော့နူးညံ့နေထွေးနေသည်ထင်သည်ဒီလိုလို့ကွာအန်ဒီလည်းမဟုတ်မမစော်လည်းမဟုတ်တဲ့အခြားနာမည်တစ်ခုကိုတက်မှတ်ပေးမယ်မင်းအဲ့ဒီတိုင်းခေါ်ရမယ်တင်တော်ခေါင်းညိတ်လိုက်သည် သူမကတီဗီတန်တူတွေကိုနှိပ်ပစ်လိုက်ပြီးမှကျွန်တော်ကိုစိတ်စင်ငုံကြည့်သည်ထို့နောက်ပြုံးပြပါသည်ထို့ပြုံးမှာမိမိရှိစဉ်ကကျွန်တော်ကိုရင်ဝင်နဲ့ဆွဲဖက်ပြီးငုံကြည့်ပြုံးခဲ့သည့်အပြုံးမျိုးဖြစ်သည်ထို့ပြုံးကြောင့်ကျွန်တော်ခန္ဓာကိုယ်မှာတေးတေးကလေးဖြစ်ကျုပ်ဝင်သွား၏ကိုတက်စိတ်လောက်တုန်းကပြင်သစ်နိုင်ငံမှာကိုယောက်ျားနဲ့လိုက်သွားရင်ပြင်းပြင်းရှိရာနဲ့တစ်ဖက်ကပြင်သစ်စားတဲ့တစ်ဖက်ကကလေးတိန်လုပ်ကိုလုပ်လင်းကားလောက်လောက်လုပ်ခဲ့ပူတယ် အဲ့ဒီတော့ကကိုထင်းခဲ့တဲ့ကလေးရယောက်ျားလေးဖိတ်ချစ်စရာကောင်းတဲ့ကလေးလေးအသက်နှစ်နှစ်ခွဲသုံးနှစ်လောက်ပေါ့မင်းလိုပဲမျက်လုံးကအညူရောင်အညူရောင်ဖြော့ဖြော့လေးသူမဤတမ်းမှာနူးညံ့ညင်သာလွန်းသဖြင့်ကျွန်တော်တအားတော်ကြည်နေမိသည် သူမကျွန်တော်ကိုငုတ်ကြည့်မနေပါ သူမမျက်လုံးများသည်နန်ရန်စီတို့လှမ်းနေလျက်နန်ရန်ကိုထွင်းပေါက်ကဟိုးဝေးကိုလှမ်းနေကြည်နေသည်မျက်လုံးများသည်ယူဝေစာပြုံးလျက်ရှိသည် အညိုရောင်ဖြစ်ဖြစ်လေးတွေပေါ့မျက်တောင်ကလည်းအညိုရောင်လေးသူဟာတိတ်တွက်ပြီးတိတ်ချစ်စရာကောင်းတယ်လေသူ့နာမည်ကရက်ကဒါပေမဲ့ကိုကသူ့ကိုသူ့ဖေမေတွေခေါ်တယ်လို့ရှေကြီးလို့ခေါ်တယ်ရှေကြီးဆိုတာပြင်သစ်စကားလုံးလေအင်္ဂလိပ်လိုတော့ဒါလင်းလို့အဓိပ္ပာယ်ရတာပေါ့ရှေကြီးကျွန်တော်တူတူကလေးရေရွကြည့်မိသည်မိမေကတော့ကျွန်တော်ကိုလူလေးဟုထာဝရခေါ်ခဲ့ပါသည်ဟုတ်တယ် ရှေရီတဲ့ရှေရာကိုကိုခေါ်တဲ့နာမည်ကလည်းတိတ်ချစ်ဖို့ကောင်းတယ်အဲ့ဒီနာမည်ကိုမင်းကိုခေါ်လို့ရရဲ့လीကျွန်တော်စိတ်ဝင်စားသွားသည်ဘာရဲ့လဲနာမည်ကနူးနူးတဲ့ကျွန်တော်ပြောမိသည်နူးနူးသူ့နာမည်နဲ့သူမနဲ့လိုက်ဖက်ရဲ့လားသူမ၏ရခင်ကအပြုံးမဲ့မျက်နှာဒီနေတော့လုံးဝမလိုက်ဖက်ပါယခုလိုနူးညံ့နေထွေးသည့်အပြုံးနေတော့လိုက်ဖက်ပါသည် ခေါ်မလားအဲ့နမေဟုတ်ကဲ့အဲ့နမေကချစ်စရာကောင်းနေဗျဟုတ်တယ်နောက်ပြီးတော့မင်းတယောက်တည်းပဲခေါ်ခွင့်ရှိရဲ့နမေလေအခြားဘသူမှကို့အဲ့နမေမခေါ်ကြအောင်ရာကလည်းလို့ပေါ့သူမကြီးအိမ်ပေါ်ကောင်းပါလေတရားလင်းမန်းကလေးဖြစ်ယူကျိုးစွာရောက်လာသည်အေးတက်တက်အဲ့စပွဲလေးရှိမိခြားထားခဲ့ကောင်းမလေးထွက်သွားတော့ခါသူမကကျွန်တော်ပခုံးကိုပုတ်လျက်သွား တမရီတီလာခဲ့အေးနီယောစပွဲလေးပါမားလာခဲ့ကွာဆိုတော့ကျွန်တော်တို့နေ့ရက်တမရီတောက်ရင်အာလူကျော်မြည်ရင် Alex Road ကိုဆက်လက်အားပေးကြသည်တွေ့လားသူ့ပါဇက်ကိုမင်းသိချာကြည့်တာဟိုကဲပြရောင်သူဘလို့ order လဲတွေ့လားသူ့လက်ချောင်းနေတမသလိုမင်းလက်ချောင်းနေတမအောင်မင်းလေ့ကျင့်ရမယ်ညနေမင်းတင်းနှက်ပြတာ၃ရက်ရှိပြီဆိုကျွန်တော် ူမရှေ့ချမ်းမြင့်ကော်စောဝတ်ထိုင်ရက်ကသူမထိုင်ကိုမှုရနေရလွတ်ပေါ်နောက်ပြန်ခေါင်းမိချလိုက်သည်ဟုတ်တယ်ကိုဝေလင်းရင်သွားပြီးဂီတာတီးကျင့်နေရနဲ့အစိုးတင်နဲ့ဖြတ်လိုက်ရတာကိုဝေလင်းကကျွန်တော်ကိုစိတ်ရှည်လက်ရှည်ကျင့်ပေးရင်အေးလေဒါဆိုလည်းပြီးရပဲကိုကမင်းကိုအချိန်တွေလက်ကဖြုံးပြနေမှာစို့လို့ထို့နောက်တချင်းတံမှာတပါအခန်းထဲတွင်စကားအတန်တိတ်ဆိတ်သွားပြန်သည်တိတ်ဆိတ်နေမှုကအကြာကြီး ကျွန်တော်သူမလက်ထဲကကုံသွားသောတံမြိုင်ခွက်ကိုယူ၍စပွဲပေါ်ချပေးလိုက်သည်။ထို့နောက်သူမ၏မျက်နှာကိုခက်ဆတ်ဆာကြည့်မိ။အန်ဒီနုနုကျွန်တော်အစိုးသမားဖြစ်လာလိမ့်မယ်လို့ထင်လား။အိုးမင်းနဲ့မေးလိုက်တာလေ။သူမကကျွန်တော်အားချစ်စနိုးပြုံးစီ၏။ထင်တာမှမဟုတ်ဘူးကွာ။တိနေရ။ကိုယ်အသေးချာတိနေရ။မင်းကဖြစ်ကိုဖြစ်မှာ။ သူမ၏ခိုင်မာသောယုံကြည်ချက်များသည်ကျွန်တော်ကိုခံနာရသို့နှွေးထွေးစွာစီဝင်လာသည်ကျွန်တော်အာလူကျော်တစ်ခုကောက်ဝါပြီးလက်ဖွာတဲ့သူလက်တီတစ်ချက်ထိုးကအော်ဟစ်ရေမောမိသည်โอเคကျွန်တော်ဖြစ်အောင်လုပ်တော့မယ်ထို့နောက်ကျွန်တော်သူမကိုလှည့်ကြည့်မိပြန်သည်ဒါနဲ့နူနူဆိုတာဘာတိတ်ပဲလဲသူမပြုံးလျက်ထိုင်နေရမှထားရက်သည်နူနူဆိုတာနာနီဆွဲတိတ်ပဲပဲကလေးတိတ်နာနီလေး ကျွန်တော်အောက်တက်တက်ကြောင်းရတော့ခိုင်သူမကဟဲ့ပပရင်မိုးရင်ငုတ်ခိုင်းကကျွန်တော်နဖူးမစပင်းများကိုဆွဆွဲရှုပ်ဖွာပြလိုက်သည်ကဲကိုခန်းနေသွားတော့မယ်မင်းတယောက်တည်းအေးစစ်စစ်ကြည့်နေခဲ့တော့ညာ၁၇နှစ်အထိမင်းဒီမှာနေခွင့်ရှိတယ်၁၇နှစ်မှာကိုချန်စာအဖိုးကြီးတွားရည်တယ်သူတွားမိခင်မင်းပြန်ရမယ်နော်သူမသည် ပါလက်ပေါ်ပါတော့အဝတ်ကလေးတစ်ခုပမာလေးဖြစ်လွင်၍အခန်းပြင်သို့ရွေ့ရှားသွားသည်နောက်တစ်ပိုင်းကိုဆက်လက်ဆောင်မြော်ပေးကြပါအောင်ရှင်အစုံနှစ်နားဆင်ပေးကြသူတဦးတယောက်ချင်းစီကိုကျေးဇူးများကြီးပဲတင်ပါတယ်ရှင်